ါက၈ချိန်မြောက်ပေါ့နော်၈ချိန်မြောက်ဒီချာကြည့်ပေါ့နော်အားလုံးကျွန်တော်ရမေးစီတငယ်ကြီးများအားလုံး၈ချိန်မြောက်နော်နှစ်ပရိတ်နော်ဒီနှစ်ပရိတ်ကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ရဲ့ဘေးမှာနှစ်ပရိတ်ပြန်ထည့်တယ်နော် ဒီနှင်းပရိကနေလဲတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ရဲ့ဘေးမှာနော်နှင်းပရိလို့ပြန်ထည့်တာနော်သုံးပဲစီပါအားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးသိချင်ကြပါနော်နှင်းပရိနှင်းပရိနှင်းပရိလို့ထည့်ထားတယ်အဲ့နှင်းပရိဒီမှာသူ့ရဲ့ရှိမှာကျွန်တော်တို့တက်ခါထည့်တာဒီနှင်းပရိရဲ့ရှိမှာလဲ တခါလို့ထည့်ထားတယ်ဒီရက်နေ့ပြည့်ရက်ရှိမှလည်းတခါလို့ထည့်ထားဒီရှာကြီးပါနော်အားလုံးကျွန်တော်ရမရှိတဲ့ငယ်ချင်းရအားလုံးနေ့ပြည့်ရက်ရှိမှတခါလို့ထည့်ထားဒီရက်နေ့ပြည့်ရက်ရှိမှတခါလို့ထည့်တယ်ဒီနေ့ပြည့်ရက်ရှိမှလည်း တက်ခါလို့ထည့်တာတိချာကြည့်ပါနော်သူကဒီနှစ်ပြိတ်ကိုထည့်ထားတာလေဒီနှစ်ပြိတ်ကိုထည့်ထားတာကကျွန်တော်တို့ရှက်ကြည့်ပါနော်ဒီဆောင်သုံးလုံးမောင်းနှစ်ခက်လို့ပေါ့နော်ဒီဆောင်သုံးလုံးမောင်းနှစ်ခက်လို့နှစ်ပြိတ်နော် ူထည့်ထားတာတော့သူ့ရဲ့ရှေ့မှာတက်ခါနော်တက်ခါကို तू ကဒီဇောင်းသုံးလုံးပေါင်းသုံးလို့ထည့်တာနော်သူ့ရဲ့ရှေ့မှာဒီနှစ်ပြိတ်နော်ဒီဇောင်းသုံးလုံးပေါင်းသုံးကြောင်မလို့နှစ်ပြိတ်ထည့်တယ်သူ့ရဲ့ရှေ့မှာတက်ခါလို့ထည့် तू ကဒီဇောင်းသုံးလုံးပေါင်းလည်းသုံးလို့ထည့်တာနော်ဒီမှာလည်းအဲ့လိုပဲနှစ်ပြိတ် ဒီနှစ်ပြိတ်ကိုလည်းအဲ့လိုပဲကျွန်တော်တို့အဲ့နှစ်ပြိတ်ကိုဒီဆောင်သုံးလုံးပေါင်းနှစ်ခက်လို့နှစ်ပြိတ်လို့ပေးတယ်နှစ်ပြိတ်လို့ပေးတယ်ပြီးတော့ဒီဆောင်သုံးလုံးပေါင်းသုံးလို့ပြန်ထည့်တာနော်ဆောင်သုံးလုံးပေါင်းသုံးလို့ထည့်တာနော်ဒီနှစ်ပြိတ်ကိုဆောင်သုံးလုံးပေါင်းနှစ်နော်နှစ်ပြိတ်လို့လှမ်းထည့်တယ်သူ့ရဲ့ရှေ့မှာတက်ခါလို့ထည့်လို့ရှိရင်ဒီဆောင်သုံးလုံးပေါင်းသုံးလို့ထည့်တယ် အဲ့တုံးကလည်းကျွန်တော်တို့တုံးရပါပါသူ့ရောက်တပွဲကြောက်မှာဒီတုံးလုံးမရှစ်ခဲ့လို့နော်ဒီတုံးလုံးမရှစ်လို့ထည့်ထားတိချာကြီးနော်သူ့ရရှိပါနော်ဒီဆောင်းတုံးလုံးမတုံးလို့ထည့်တယ်နော်တုံးရပါပါရှီပေါင်းရှစ်လို့ထည့်တယ်နော် ဒီနှစ်တည်းကတော့ဟောပြူတော့ပေါ့နော်ဒီမှာလည်းအလိုပဲဇောင်းသုံးလုံးမှနှစ်နော်အဲ့နှစ်ကနှစ်ပြိတ်လို့ထည့်တယ်သူ့ရဲ့ရှိမှတက်ခါလို့ရိုက်တယ်ဒီဇောင်းသုံးလုံးမှသုံးလို့ရိုက်တယ်ဒီဇောင်းသုံးလုံးမှသုံးကြောင့်မလို့သုံးရပါวะရှေ့လို့ပြန်ရိုက်တယ်ဒီချက်ကြီးနော်ဒီဇောင်းသုံးလုံးသုံးရပါวะရှေ့ပါ ရှစ်လို့ပြန်ရိုက်တာဒီမှာလည်းအလိုပဲကျွန်တော်တို့ကုထေရ6ခါရခွန်အပိတ်ရဇောင်းသုံးလုံးပေါင်းနှစ်နော်အဲ့နှစ်ကနှစ်ပိတ်လို့တတ်ရိုက်တယ်သူ့ရဲ့ရှေ့မှာတစ်ခါလို့ထိုင်တယ်ဒီတစ်ခါလို့ထိုင်တာနဲ့နော်သူကဒီဇောင်းကိုဇောင်းသုံးလုံးပေါင်းသုံးလို့ရိုက်တယ်နော် ဇောင်းသုံးလုံးပေါင်းသုံးလို့ရိုက်တယ်အဲ့ဇောင်းသုံးလုံးပေါင်းသုံးသုံးရပါပါရှေပေါင်းရှစ်လို့ရိုက်တယ်အချာကြည့်နော်ရှေပေါင်းရှစ်လို့ရိုက်တယ်အဲ့လိုရှေပေါင်းရှစ်လို့ရိုက်လိုက်တာနဲ့သူကဒီနှစ်ပြိတ်မှာနော်ဒီနှစ်ပြိတ်မှာကကျွန်တော်တို့ဒီရှေပေါင်းနှစ်က နောက်ပေါင်းနှစ်လို့ပြန်ရိုက်ထားတယ်တခြားကြည့်နော်ဒီနှစ်ပြိမ့်မှာเนาะဒီရှေပေါင်းနှစ်ကနောက်ပေါင်းနှစ်လို့ရိုက်တာဒီမှာလည်းအလိုပဲကျွန်တော်တို့ဒီဇောင်းသုံးလုံးပေါင်းနှစ်เนาะဇောင်းသုံးလုံးပေါင်းနှစ်လို့ပေးတယ်နှစ်လို့ပေးပြီးတော့နှစ်ပြိမ့်လို့ရိုက်တယ်နှစ်ပြိမ့်လို့ရိုက်တဲ့နေရာမှာလည်း ခြေပေါင်းကနောက်ပေါင်းကလို့ပြန်ရိုက်တာဒီချကြီးနော်ရှိစေတာရဲ့မရှိတဲ့ငယ်ချင်းများအားလုံးဒီဆောင်းသုံးလုံးပေါင်းနှစ်နော်ဒီဆောင်းသုံးလုံးပေါင်းနှစ်လို့ရိုက်တဲ့နေရာမှာလားနှစ်ပလိတ်လို့ရိုက်ထားတယ်ဒီနှစ်ပလိတ်လို့ရိုက်လိုက်တာနဲ့သူကဒီခြေပေါင်းကိုကနောက်ပေါင်း ကိုးလို့ရိုက်ထားတယ်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတွေငယ်ချင်းများအားလုံးသုံးကက်စီလှလှပပကိုသွားနာပေါ့နော်သုံးကက်စီတစ်ချိန်ဆိုင်တထောင်းပါနော်တစ်နှစ်စာ8000ပါဗျနော်ရွှေစေသားခု8ချိန်ကနေပြီးတော့နော်ခုတစ်နှစ်စာ8ချိန်ကနေပြီးတော့နှစ်ကုန်ထိနော်8000ပါ ရွှေစေတာ39ခွန်88 900လေးဒီဖုန်းနံပါတ်မှာဗိုက်ပါရှိပါဗျ။เนาะ KB ကောက် WB ကောက်เนาะဒီဖုန်းနံပါတ်မှာရှိပါတယ်။အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးเนาะကြိုင်နှစ်သက်လို့ရှာဖွေမှုကြိုင်နှစ်သက်လို့တနစ်စာเนาะလက်တွဲခြင်းလည်းဆိုရင်လည်း8000ပါဗျ။ဒီချက်ကြီးပါနော်ဇောင်းသုံးမုံမုံနှစ်နော်အဲ့နှစ်ကနော်နှစ်ပြိတ်လို့ထည့်တယ် နေဘရိတ်လို့ထည့်ပြီးတော့သူ့ရရှိမှာတက်ခါနော်တက်ခါလို့ထည့်လိုက်တာဇောင်းသုံးလုံးပေါင်း3 3ရပ်ပါပါ8လို့ပြီးရဒီဇောင်းသုံးလုံးပေါင်း2ကြောင့်မလို့2ဘရိတ်လို့ထည့်လိုက်တယ်သူ့ရရှိမှာနော်ရှိပေါင်း2ကနောက်ပေါင်း2လို့ပြန်ထည့်တာဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီချက်ကြီးနော်ကနား ထပ်ပြမှာမဟုတ်လို့ရှုံနေမစွန်းလို့เนาะကျွန်တော်ဒါပြန်ရှင်းပြတာပေါ့เนาะဒီဆောင်သုံးလုံးပေါင်းနှစ်အဲ့နှစ်ကနှစ်ပြိတ်ပေးတယ်သူ့ရဲ့ရှေ့မှာတက်ခါလို့ရိုက်တယ်ဒီဆောင်သုံးလုံးပေါင်းသုံးသုံးရပါပါရှေ့ပေါင်းရှစ်လို့ရိုက်တယ်ရှေ့ပေါင်းရှစ်လို့ရိုက်ရတာဒီဆောင်သုံးလုံးပေါင်းနှစ်ကြောင့်မလို့နှစ်ပြိတ်လို့ပေးတယ်ဒီရှေ့ပေါင်းကနောက်ပေါင်း၅လို့ပြန်ထည့်တာဒီမှာလည်းအလိုပဲဆောင်းသုံးလုံးပေါင်းနှစ်နှစ်ပြိတ်လို့ထည့်တယ်သူ့ရဲ့ရှေ့မှာတက်ခါလို့ရိုက်တယ် တခါလို့ရိုက်တဲ့နဲ့ဆောင်းသုံးလုံးပေါင်း3 3ရပ်ပါပါရှေးပေါင်း8လို့ရိုက်တယ်ဒီရှေးပေါင်း8လို့ရိုက်လိုက်တဲ့နဲ့ဆောင်းသုံးလုံးပေါင်း3ဆောင်းသုံးလုံးပေါင်း2အဲ့နှစ်က2ပရိတ်လို့ပေးထားတာသူကရှေးပေါင်း9ကနောက်ပေါင်း9လို့ပြန်ထည့်ထားတယ်အဲ့ဒီမှာ तू ကဒီတခါကိုလှုပ်ထားတာပေါ့နော်တခါကိုလှုပ်လိုက်တာက तू ကဘလို့လှုပ်ထားလဲဆိုတော့နော်ဒီတခါရဲ့အပေါ်နဲ့ကြီးလိုက်ပေါ့နော်တခါရဲ့အပေါ်နဲ့ကြီးလိုက် ကျွန်တော်တို့တစ်ချိန်နှစ်ချိန်သုံးချိန်ပါနော်သုံးချိန်ပြည့်ဒီတစ်ခါရဲ့အပေါ်ကနေတစ်ချိန်နှစ်ချိန်သုံးချိန်ပါဒီတစ်ခါကြောင့်မလို့ဒီနှလုံးပေါင်းတက်လို့ထည့်တယ်ဒီနှလုံးပေါင်းတက်လို့ထည့်လိုက်တဲ့နဲ့နော်သူ့ရဲ့ထက်ကခွန်း၅နော်ဒီခွန်ငါရှေပေါင်းငါလို့လည်းထည့်တယ်နော်ရှေပေါင်းငါလို့ထည့်ပြီးတော့ तू ကဒီနောက်ပေါင်းရှစ်နဲ့နော် နောက်ပေါင်းရှင်းတဲ့ဟုတ်သူကတည့်ရပါပါဒီနှလုံးတည့်เนาะဒီတစ်ခါကြောင့်ဒီနှလုံးတည့်ထားတဲ့တည့်ရပါပါနောက်ပေါင်းနှစ်ခုပေါင်း6လို့ထည့်เนาะဒီချက်ကြီးပါเนาะကနန်းထက်တယ်เนาะဒီဒီ site ကဒီမှာလည်းအဲ့လိုပဲဒီတစ်ခါเนาะဒီတစ်ခါမှလည်းအဲ့လိုပဲသူ့ရဲ့အပေါ်ကနေပြီးတော့เนาะတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်ပြည့်တယ်ပေါ့เนาะသုံးချိန်မြောက်မှာเนาะထိတ်ရှိနဲ့အပိတ်နဲ့ နော်နှလုံးပေါင်းတစ်တယ်တစ်ရပါပါတခါဒီနောက်တွဲသုံးနဲ့อืมထိတ်စီးနဲ့နောက်ပိတ်နဲ့တစ်တယ်ပေါ့နော်အဲ့လိုတစ်လိုက်တာနဲ့သူ့ရထက်ကခွာကိုနော်အဲ့ခွာကိုကရှေပေါင်းကိုလို့ထည့်တယ်နော်ရှေပေါင်းကိုလို့ထည့်လိုက်တာနဲ့သူ့ရရှေကနောက်ပေါင်းသုံးနဲ့ဒီနောက်ပေါင်းသုံးနဲ့နော်ဒီဒီတစ်ခါကြောင့်မလို့ဒီနှလုံးတစ်တယ်တစ်ရပါပါ နောက်ပေါင်း3နဲ့နောက်ပေါင်း3နဲ့နော်ဒီဒီတွဲနှစ်ခုပေါင်း6လို့ပြန်ထည့်တာတည့်ရပါပေါ့ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့တက်ခါသူ့ရဲ့အပေါ်ကနေရည်လိုက်ပါနော်တစ်ချိန်နှစ်ချိန်သုံးချိန်မှာနော်ဒီတက်ခါကြောင့်မို့ပဲဒီနှလုံးပေါင်းထိတ်နဲ့အပိတ်နဲ့တက်တယ် အဲ့လိုဒီနှလုံးပေါင်း1လို့ထည့်ပြီးတော့သူကဒီသူ့ရထက်မှာခွားနှစ်အဲ့နှစ်ကရှေပေါင်း1လို့ထည့်တယ်။ရှေပေါင်း1လို့ထည့်လိုက်တာနဲ့ဒီကကျွန်တော်တို့သူ့ရရှေကနောက်ပေါင်း9နဲ့နောက်ပေါင်း9နဲ့နော်ဒီတစ်ခါကြောင့်မလို့ဒီနှလုံးပေါင်း1လို့ပေးလိုက်တာနဲ့ဒီကနောက်တွဲရယ်ဒီကနောက်တွဲရယ်ကို1ရက်ပါပါ6ထုတ်ပြီးတော့သူက4 8 1လို့ဒဲထွက်တာနော်ခဏက ထက်တယ်เนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေတွေငယ်ချင်းများအားလုံးတခြားကြည့်ပါเนาะဒါတော့တစ်ချိန်စာ1000ပါเนาะတစ်နှစ်စာပေါ့เนาะ8000ပါလေเนาะတစ်ခု8ချိန်ရနေပြီးတော့เนาะနှစ်ကုန်ထိ8000ပါရွှေစေသား399ခု8ခု899လေးပါဒီဖုန်းနံပါတ်မှာပိုက်ပါရှိပါလေเนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေတွေငယ်ချင်းများအားလုံးအဲ့ဒီမှာ तू အဲ့လိုတွေထည့်ပြီးတော့ ခုပွဲဘောเนาะဒီရှစ်ကြိမ်မြောက်ကိုလှုပ်ထတာကသူကဘလို့လှုပ်လဲဆိုတော့ကျွန်တော်တို့ကနန်းတကွက်ပေါ့เนาะကနန်းတကွက်ကိုထည့်ရတာမှာအဲ့ဒီမှာဒီတစ်ခါကြောင့်ပဲเนาะခုနကကျွန်တော်ပြောခဲ့တယ်เนาะဒီတစ်ခါကြောင့်မလို့ပဲဒီနှလုံးပေါင်းတစ်တယ်เนาะခွာငါရှိပေါင်းငါလို့ပြီးတယ်နောက်တွဲနဲ့နောက်တွဲနဲ့တစ်ရပါပါเนาะဒီတစ်ခါရဲ့ ပါဝါနောက်တွဲနှစ်ခုပေါင်း6လို့ထည့်တယ်အဲ့လို6လို့ထည့်လိုက်တာ ਨੇ तू อ่ะဒီတစ်ခါကြောင့်ပဲဒီကနှစ်ထည့်ရယ်ငါထည့်ရယ်လေးထည့်ရယ်ဒီသုံးလုံးပေါင်းပြန်တက်တယ်ဗျเนาะဒီတစ်ခါเนาะဒီနှလုံးပေါင်းတက်တယ်တည့်ရယ်ပါဝါဒီနောက်တွဲရယ်နောက်တွဲရယ်6လို့ထည့်တယ်เนาะ အဲ့လို6လို့ထည့်လိုက်တာနဲ့နော်သူကဒီတက်ခါရဲ့ပါဝါဒီတက်ခါရဲ့ပါဝါဒီတွဲနှစ်ခုပေါင်း6လို့ထည့်တယ်အဲ့6ကလည်း6ထည့်လို့တည်ခဲ့ရအဲ့လို6ထည့်လို့တည်သူရဲ့တပင်းကြော်ပါဒီ3လုံးပေါင်းထိပ်ရှိ3လုံးပေါင်းတက်တယ်အဲ့တက်ကဒီတက်ခါဒီနှလုံးပေါင်းတက်ခဲ့လို့ဒီ3လုံးပေါင်းလည်းလိုက်တက်တယ်ပေါ့ဒီချက်ကြီးပါနော် နာထပ်နာဆိုတော့နော်ဒီသုံးလုံးပေါင်းတက်တယ်တစ်ချမ်းရှင်းပြပါဘူးနော်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီတက်ခါတယ်နော်ဒီနှလုံးပေါင်းတက်တယ်နော်တက်ပြီးတော့ခွာကိုကရှေပေါင်း6လို့ထည့်တယ်နောက်ပေါင်း3နဲ့နောက်ပေါင်း3နဲ့ဒီအတွင်းတစ်ခုပေါင်း6လို့ထည့်တယ် ဒီ6လို့ထည့်လိုက်တာနဲ့6ထိတ်လို့လေသူကထိုင်လိုက်တယ်6ထိတ်လို့ထိုင်နေတာသူကတပွဲကျော်ပေါ့အော်တပွဲကျော်မှာသူကဒီ3လုံးမောင်းလဲ8ထိတ်ရဲ့8ထိတ်ရဲ့9ထိတ်ရဲ့ဒီ3လုံးမောင်းလဲ1လို့ထည့်တယ်အဲ့တက်ကဒီတခါနော်ဒီတခါရဲ့ဒီနှလုံးပေါင်း1ရဲ့ပေါ့အဲကြောင့်မို့လဲသူကဒီထိတ်ရှိ3လုံးပေါင်း1လို့ထိုင်လိုက်တာပါ အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးခုပွဲမှာနော်ဒီမှာတက်ခါရှီပေါင်းဒီနှလုံးပေါင်းတက်လို့ပြောတယ်ခွားနှစ်ကရှီပေါင်းနှစ်လို့ထိုင်တယ်ထိုင်ပြီးတော့နောက်တွဲခုနဲ့နောက်ပေါင်းကူနဲ့ကိုသူကအတွင်းကူပေါင်း6လို့ထိုင်တယ်အဲ့လို6လို့ထိုင်လိုက်တဲ့6ထိတ်လို့လည်းတည်ခဲ့တယ်6ထိတ်လို့တည်လိုက်တဲ့သူ့အောက်တပွဲကျော်မှာခုကျွန်တော်တို့ရှစ်ကြိမ်မြောက်မှာဒီက၃ညထိတ်ရယ်တစ်ထိတ်ရယ် ျွန်တော်တို့ကတုံညာထိတ်လို့ထဲ့မှာတက်လို့ဖြစ်မှာအဲ့တက်ကလည်းဒီတက်ခါကြောင့်မလို့ပေါ့နော်ဒီနှလုံးပေါင်းတက်ကြောင့်မလို့နော်ဒီသုံးလုံးပေါင်းတက်ပေါ့ဒီ6ခါရဲ့ပါပါကိုလည်းသူကဒီသုံးလုံးပေါင်းတက်လို့ထဲ့မယ်ဆိုရင်တုံညာထိတ်ပေါ့ဒီကြကြီးပါနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးတုံညာထိတ်ပါနော်အဲ့မှာ ဒီတခါကြောင့်ဒီသုံးလုံးပေါင်းတစ်တယ်ဒီတခါကြောင့်ဒီသုံးလုံးပေါင်းတစ်တယ်ဒီတခါကြောင့်ဒီသုံးလုံးပေါင်းတစ်တယ်ပေါ့အဲ့ဒီမှာတုံညာထိတ်လို့ဝင်လိုက်တာနဲ့ခါသုံးလုံးပေါင်းကိုသူကရှစ်လို့ထည့်ထားတယ်ဒီမှာလည်းကျွန်တော်တို့ကခါသုံးလုံးပေါင်းကိုသူကရှစ်လို့ထည့်ထားတယ်ဒီမှာကကျွန်တော်တို့ခါသုံးလုံးပေါင်းရှစ်လို့ထည့်ခြင်းတော့ နော်ဒီနှလုံးပေါင်း30ကျွန်တော်တို့က6ခါလို့ထည့်မှာနော်သူက10ဖြစ်မှာနော်10ဖြစ်မှာပေါ့အဲ့လို10ခါလို့ဘာလို့ထည့်လဲဆိုတော့ကျွန်တော်တို့နော်ခါသုံးလုံးပေါင်း10အဲ့10ကဘယ်လာတဲ့10လဲဒီနော်ခါသုံးလုံးပေါင်း10ကသူကဒီ10ခါလို့ဝင်ထားတာကဒီ3လုံးပေါင်း1လို့ထည့်ထားတယ်ပေါ့နော်ဒီ3လုံးပေါင်း ဒီတခเนาะဒီနှလုံးတစ်ကိုเนาะသူကဒီတခကြောင့်ထိရှိသုံးလုံးပေါင်းတစ်အဲ့လိုထည့်လိုက်တာ ਨੇ သူ့မှာထောင်ထားတာကဒီတခမှာထောင်ထားတာဒီသုံးလုံးပေါင်း၃လို့ထောက်တာ၃ရဲ့ပါဝါနောက်ပေါင်း၈ပေါင်း၈လို့ထည့်တာအဲ့ရှိပေါင်းရှိကပဲတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ပါခါသုံးလုံးပေါင်းရှစ်လို့ထည့်တာဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ခါသုံးလုံးပေါင်းရှစ်လို့ထည့်တာ ခန်းသုံးလုံးပေါင်း၈လို့ထည့်ထားတယ်ဒီခန်းသုံးလုံးပေါင်း၈လို့ထည့်ထားလဲသူကဒီသူ့ရှိမှလောက်ထားတာဒီထိတ်ဆီကိုဝင်ထားတာဒီသုံးလုံးပေါင်းတစ်အဲ့တစ်ကလည်းဒီခါကြောင့်မလို့နော်ဒီသုံးလုံးပေါင်းတစ်လို့ထည့်ခဲ့တယ်ထည့်ပြီးတော့ဒီတစ်ခါမှထောင်ထားတာကဒီသုံးလုံးပေါင်း၃လို့ထောင်ထားတယ်၃ရင်ပါကသူ့အောက်တပွင့်ကြောင့်မှရှည်ပေါင်း၈လို့ခံထားတယ်နော် ရှည်ပေါင်း၈ကြောင့်မလို့တစ်ချိန်၂ချိန်၃ချိန်၄ချိန်မှခါသုံးလုံးကလည်း၈လို့သူထည့်ထားတယ် အဲ့ဒီမှာကျွန်တော်တို့ကဒီမှာကကျွန်တော်တို့ခါသုံးလုံးရှစ်လို့ထည့်ကျင်တာပေါ့နော်ခါသုံးလုံးရှစ်လို့ထည့်ရတဲ့အကြောင်းကလည်းသူ့ရဲ့ရှေ့မှာဒီသုံးလုံးကလည်းတစ်လို့ထည့်တာတည်းရဲ့နှစ်ခက်ရှစ်လဲဖြစ်ရမယ်အဲ့ဒီမှာဒီတစ်ခါလို့ထောက်ထားတာကဒီနှလုံးပေါင်းတစ်လဲဖြစ်ထားတယ်နော်ဒီသုံးလုံးပေါင်းတစ်လဲဝင်ရမယ်နော်တည်းရဲ့နှစ်ခက်ထောင်သုံးလုံးပေါင်းရှစ်လို့ဝင်ရမယ်ဒီထောင်သုံးလုံးပေါင်းရှစ်ဆိုတာလည်းကျွန်တော်တို့ဒီတစ်ခါမှာလောက်ထားတာဒီသုံးလုံးပေါင်းသုံး သုံးရပါပါရှေးပေါင်း၈လို့ထည့်ရတယ်ရှေးပေါင်း၈ကပဲတစ်ချိန်၂ချိန်၃ချိန်၄ချိန်ပါခါသုံးလုံး၈လို့ထည့်ထားအဲ့မှာတုံညာ၈တွဲပေါ့နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးကနန်းကနော်သူကကနန်းကိုထက်သုံးကစီကိုထက်ကြတာတော့ဒါကနန်းဆက်ကတော့ရှုပ်တယ်ပေါ့ဗျာနော်ရှုပ်တယ် ဒါတေချာတော့ရှင်းရတယ်ပေါ့နော်အားလုံးကျွန်တော်ရမိတ်ဆွေတွေအဲ့ဒီမှာ तू ကနောက်ဖိတ်ကိုလှုပ်ထတာက तू ကနောက်ဖိတ်ကိုလှုပ်ထတာကဘယ်လိုလှုပ်ထလဲဆိုတော့နော်သူ့ရဲ့ထက်မှာနော်ရှေပေါင်း၈လို့ရိုက်ထားတယ်အဲ့ရှေပေါင်း၈ကလည်းနောက်ပေါင်း၈လို့ပြန်ရိုက်ထားတယ်ဗျနော်ဒီလိုနောက်ရှေပေါင်း၈ကနောက်ပေါင်း၈လို့ရိုက်ထားတာလည်း သူ့မှာဒီနှစ်ပြိတ်မှာကသူကလှုပ်ထတာကဒီရှေပေါင်းနှစ်ကနောက်ပေါင်းနှစ်လို့ရိုက်ပြီးတော့သူကဒီလိုလေးကွက်ဆင်းနေတာပေါ့နော်လေးကွက်ဆင်းနေတာပေါ့နော်ရှေပေါင်းနှစ်ကနောက်ပေါင်းနှစ်ရိုက်တယ်လို့သူကလည်းရှေပေါင်းရှစ်ကနောက်ပေါင်းရှစ်လို့ရိုက်ထားတယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့သူလှုပ်ထတာကရှေပေါင်းလေး နောက်ပေါင်းလေးလို့ပြန်ပေးထားဒီရှေးပေါင်းလေးနောက်ပေါင်းလေးလို့ပေးရတဲ့အကြောင်းကလေဒီမှာနှစ်ပြိတ်မှာသူကရှေးပေါင်း9နောက်ပေါင်း9လို့ထည့်ပြီးတော့ဒီမှာကကျွန်တော်တို့ကရှေးပေါင်းလေးကနောက်ပေါင်းလေးလို့သူက၄ကွက်ကြာကိုရိုက်ချင်တယ်ပေါ့ဒီမှာလည်းအလိုပဲကျွန်တော်တို့နှစ်ပြိတ်မှာရှေးပေါင်း9ကနောက်ပေါင်း9လို့ထည့်တာ ီမှာကကျွန်တော်တို့ကသူပေးတယ်လို့ပေါ့နော်သူပေးတယ်လို့လေးကွက်ကြာနော်တက်ရိုက်မယ်ဆိုလို့ရှိရင်ရှီပေါင်းကိုကနောက်ပေါင်းကိုပေးတယ်လို့ရှီပေါင်းလေးကနောက်ပေါင်းလေးလို့ပေးမယ်ဆိုရင်6အဘိပေါ့နော်သူကအဲ့ဒါမှလည်းရှီပေါင်းကိုကနောက်ပေါင်းကိုပေးတယ်လို့ရှီပေါင်းလေးကနောက်ပေါင်းလေးလို့ပေးမှလေးကွက်ကြာရိုက်မယ်ဆိုလို့ရှိရင်၃ည 6ဆိုတဲ့ဒဲ့ပါအားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးနော်ကနန်းဆိုင်ကတော့ဒါနော်ထက်တယ်ဗျနော်ထက်သွားတာဆိုတော့ကနန်းကတော့ရှုပ်တယ်နော်ဒီချာတော့ရှင်းပြထားတယ်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံး3 6ဒဲ့ပါဒီ3 6ကကျွန်တော်တို့ဒီချာကြည့်ပါနော်ဒါကတော့ဗရိတ်လိုင်းနေနဲ့ဒါသွားထားတယ်ပေါ့နော် 386မှာ၄ break အဲ့၄ break ကကျွန်တော်တို့နော်ဘောဝင်လေးနဲ့ပဲဝိုင်းလိုက်တော့ဒီက10 break ရယ်9 break ရယ်ပဋိနှစ်ခုပေါင်းသုံးထားတယ်ဒီမှာကကျွန်တော်တို့က3 break ရယ်နော်ဒါက3ည1နှစ်3 break ရယ်10 break ရယ်ပဋိနှစ်ခုပေါင်းကို၄လို့ထည့်တယ် ဒီမှာပဋိဌိနှစ်ခုပေါင်း3ဒီမှာပဋိဌိနှစ်ခုပေါင်း4ဒီမှာကကျွန်တော်တို့10ပဋိရေ9ပဋိရေပဋိဌိနှစ်ခုပေါင်း9လို့ထည့်ထားတယ်ပဋိဌိနှစ်ခုပေါင်း3နဲ့ပဋိဌိနှစ်ခုပေါင်း4တဲ့ပဋိဌိနှစ်ခုပေါင်း9တဲ့ပဋိဌိနှစ်ခုပေါင်း6လို့ဖြစ်ပေါ်ကဒီမှာက2ပဋိဒီမှာ4ပဋိလို့ထည့်မှ6လို့ဖြစ်မယ်ဆိုလို့ရှိရင်3 6 6ဆိုတဲ့ဒဲ့ပါ ားလုံးကျွန်တော်မိတ်ဆွေငယ်ချင်းများအားလုံး